ဟယ်လိုအားလုံးပဲမင်္ဂလာပါ Astro Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story A အရင်ကောင်းတဲ့ Little Nightmare ဇာတ်လမ်းကိုပြပြပေးသွားပါမယ်ဒီနေ့ထဲမှာလည်း Little Nightmare 3ထွက်လာတော့မှဖြစ်လို့ဒီ game မထွက်လာခင်ထွက်ခဲ့ပြီးသား game ရဲ့ဇာတ်လမ်းကိုပြန်ပြောရတဲ့သဘောပါဗီဒီယိုမကြည့်ခင်မှာပထမဦးဆုံးအနေနဲ့ Little Nightmare game တွေကိုမစော်ဘူးသေးဘူးဒါပေမဲ့စော့မယ်လို့စဉ်းစားထားတဲ့သူတွေရှိရင်တော့ဒီ video ကိုဆက်မကြည့်ပါနဲ့လို့ကြိုပြောချင်တယ်ဘာကြောင့်လဲဆိုတော့ spoiler တွေပါလို့ပါဆိုတော့ video လေးမစခင်မှာကျွန်တော် video ကြိုက်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပေးပါလို့တောင်းဆိုချင်တယ်အဲ့တော့အချိန်နှီးဖြုံးမှုတွေပဲနဲ့စလိုက်ကြရအောင် Thank you လက်ထက်နိုင်မဲ့ဂိမ်းကြီးထွက်လာတော့ကဒီလိုထွက်လာခဲ့တာပေါ့နော်ဒါပေမဲ့ဒီစတိုရီကိုပြောဖို့အတွက်ဆိုလို့ရှိရင်ဒီလိုစီလိုက်တာပို့အဆင်ပြေပါတယ်ကော်ဒါ၄ယောက်နဲ့ဇလန်၄ခုရှိပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ very little nightmare တွေကမိုးကအဝါလေးဝတ်ထားတဲ့ကောင်မလေးကြောင့်နေဆက်လိုက်ရအောင်။ဇလန်းကိုတော့ကြောက်ကမ်းမတစ်ခုရဲ့ထိတ်မှရှိတဲ့ The Nest လို့ခေါ်တဲ့ဆိုင်ကြီးမှာဇိုင်းရည်တည်ထားတယ်။ဇလန်းအဆမှာမိုးကအဝါရောင်လေးဝတ်ထားတဲ့ကောင်မလေးက The Nest ထဲကိုပြတ်ချသွားခဲ့တဲ့မိုးပြန့်ပူပေါင်းတွေကနေနိုးလာပါတယ်။အဲ ဒီလိုနဲ့သူမကထကူးတစ်ခုဖြတ်ပြီးသွားတဲ့အချိန်မှာတော့ sis လို့ခေါ်တဲ့ကလေးတယောက်ကိုတွေ့လိုက်ရပြီးတော့တွေ့ပြီးပြီးချင်းမှာပဲ sis ကထွက်ပြေးသွားခဲ့တယ်အဲ့ဒီနောက်မှာတော့ကလေးတို့အရှင်လက်လက်အယုတ်အဖြစ်ပြုတ်လုံနေတဲ့ the craft man နဲ့ရင်ဆိုင်ရပြီးတော့လောင်ရင်ထဲမှာပိတ်ခံထားတဲ့ကလေးတယောက်ကိုလွတ်အောင်လုပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ကလေးကအယုတ်ဖြစ်တော့ကျွန်တော်တို့နောက်မှမြင်ရပါလိမ့်မယ် ီလိုနဲ့ကောင်မလေးရဲ့ craftman ရဲ့အလုပ်ယူနေရတယ်အောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပြီးတော့ဆိုင်ကြီးရဲ့ living area ကိုရောက်သွားခဲ့တယ်။အဲ့ဒီနေရာမှာတော့ telekinetic power အသုံးပြုပြီးတော့ဆိုင်ရဲ့ဝေယဝတ်စာတွေကိုလမ်းလျှောက်ဆင်မလို့ပဲလုပ်နေတဲ့ battle ကိုတွေ့ရမှာဖြစ်တယ်လို့တခါလေမှာသူ့ဖတ်တာသူလူလန်းရှာနေတဲ့ sis ကိုလည်းမြင်ရပါသေးတယ်။ဒီလိုနဲ့ klima လေးရဲ့ living area တွေမှာတွားနေနေအခန်းတစ်ခန်းထဲမှာအယုတ်တွေနဲ့ထိပ်ပါတီကျင်းပနေတဲ့ predator ကိုမြင်လိုက်ရပြီးတော့အဲ့ predator ဆိုတာကဒီဆိုင်ကြီးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ The Pretender ကိုမြင်ရတာအင်မတန်အောင်မအထီးချက်နေပြီးတော့အခန်းတိုင်းလိုလိုမှလည်းသူမရဲ့တငငယ်ချင်းနဲ့အဖြစ်စိတ်ကူးရှင်ပြီးတော့ရုပ်ပေါင်းများစွာအောင်နေရာချတာတာကိုတွေ့ရပါတယ်။ဒီလိုနဲ့ဆိုင်ရင်ကြီးရဲ့အေကန်ကိုရောက်တဲ့အခါမှာတော့ The Pretender ကရုပ်တည့်ကိုဒေါသကြီးစွာအောင်းကောင်းနေပြီးတဲ့နောက်မှာတော့အင်းအပြုံဆွတ်ထုတ်သွားပါတော့တယ်။အဲ့ဒီရုပ်ကတော့ရှေ့မှာကော်မလေးကဲကဲတဲ့ကလေးပဲဖြစ်ပါတယ်။ကော်မလေးကဆိုင်ရင်ထဲထွက်သွားတဲ့အခါမှာတော့ဘက်လာကော်မလေးနောက်ကိုလိုက်ပါတော့တယ်။ဒီလိုနဲ့ကော်မလေးကဘက်လာလက်ကနေလွတ်အောင်ပြေးနေလမ်းမှာ6နဲ့ပြန်တွေ့ပြီးတော့နှစ်ယောက်ပေါင်းပြီးလွတ်မြောက်အောင်စူးစမ်းကြပါတယ် တနင်္လာရောက်တော့စစ်ကတယောက်တည်းထွက်ပြေးသွားပြီးတော့ကော်မလေးကလည်းသူ့အယုတ်ကိုဆုံးရှုံးလိုက်ရလို့ငိုကြွေးနေတဲ့ The Predator ရှိတဲ့ခြောက်ကမနာကိုရောက်လာတယ်။ဒီလိုနဲ့ Predator ရဲ့ဝန်ထမ်းမှုတွေကဒေါသအဖြစ်ကိုပြောင်းလဲသွားပြီးတော့ကော်မလေးနောက်ကိုလိုက်လာတာကြောင့်အလွန်ရှည်လျားတဲ့ကြောက်နေတဲ့အဆုံအနေဆင်းပြေးရပါတယ်။ဒီလိုပြင်းနေရင်လည်းလမ်းမှာပြုတ်ချပြီးသေရတော့မယ့် Sis ကိုကယ်တင်ခဲ့ပါသေးတယ်။ ဒီကျေးဇူးကိုပြန်ဆက်တဲ့အနေနဲ့လည်း Sis ကပရဒတာအဖို့ကြောက်တုံးကြီးပြီးကြအောင်စူးစမ်းခဲ့ပေမယ့်လို့ပရဒနာမတည်သွားဘဲနဲ့ကောင်မလေးကိုလမ်းဆွဲလိုက်တဲ့အခါမှာတော့နှစ်ယောက်စလုံးကြောက်ကမအောက်ကိုပြုတ်ချသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဝါရောင်ဘိုးကလေးပဲရှိဖို့ပြန်တက်လာတာမြင်ရတဲ့အတွက်ကြောင့်မလို့ကောင်မလေးကတော့တည်သွားခဲ့တယ်လို့ယူဆလို့ရပါတယ်။ ဒါပေမဲ့ sis ကတော့အသက်ရှင်နေခဲ့ပြီးတော့နောက်ပိုင်းမှာလည်း sis ရဲ့ဇလံကိုမြင်တွေ့သွားမှာပါဒီနေရာမှာပဲ very little night မဲ့ဇလံပြီးဆုံးသွားခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ကဇလံကိုဆက်ဖို့အတွက် little night မဲ့2ကမူနိုရဲ့ဇလံကိုဆက်ကြည့်လိုက်အောင်ပါ ညလုံးပုံစံအမှတ်သားနဲ့တကားတစ်ချက်ကိုမြင်မှတ်ပြီးတဲ့အချိန်မှာတော့မိုနိုဟာတက်တော့အလေမှာရှိတဲ့ TV တလုံးရှိမှနှိုးထလာခဲ့ပါတယ်ဒီလိုနဲ့ထောင်ချောက်တွေအတားစီတွေကိုကျော်လွှားသွားပြီးချိန်မှာတော့တောထဲမှာရှိတဲ့အိမ်တလုံးစီကိုရောက်သွားတယ် အင်းရဲ့မြေအောက်ထက်ကိုဆင်းသွားတဲ့အခါမှာတော့ music box တလုံးကနေတေးသံလေးတွေပြန့်လွင့်လာတာကိုကြားရတဲ့အတွက်တွားကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီသချင်းတက်ကြလေးကိုဖွင့်နေတဲ့ Sisko တွေ့လိုက်ရတယ်။ဒါပေမဲ့တကယ်တော့ဒါဟာ Sis နဲ့ Mono ရဲ့ဒုတိယအချိန်မြောက်ဆုံခြင်းပဲဖြစ်ပါတယ်။ပထမအချိန်ကတော့တောထဲမှာဆုံခဲ့တာဖြစ်ပြီးတော့တပိမုံမှာထိုင်နေတဲ့ Mono Sis ကငေးကြည့်နေတော့မှ Hunter ကဖမ်းမိသွားခဲ့တာပါဒီအဖြစ်အပျက်ကိုတော့ Little Nightmare Digital Comic မှာတွေ့နိုင်ပါတယ် မိုနိုလည်းတကားကိုချုပ်ဖြတ်ပြီးအခန်းထဲဝင်သွားလိုက်တယ်ပြီးတော့ဆစ်နဲ့ဆုံကြရတယ်ပေါ့မိုနိုကဆစ်ကိုလက်ကမ်းပေးလိုက်တဲ့အချိန်မှာဆစ်ကလက်ကိုပုတ်ထုတ်ပြီးတော့ပြေးထွက်သွားခဲ့တယ်ပြေးထွက်သွားတဲ့ဆစ်ကအပေါ်ဘက်ကိုတက်သွားတာဖြစ်ပြီးတော့ထက်ခိုးပေါ်တလူရဲလှေကားကြလအောင်လုပ်တဲ့လက်ကမ်းကိုတယောက်တည်းဆွဲဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူတယောက်တည်းဆွဲချဖို့မမိတော့သဘောပေါက်သွားတဲ့အခါမှာတော့မိုနိုနဲ့အတူတူပူးပေါင်းဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကတခုပေါ်အတော့ကိုယူပြီးတော့အိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ် တကားဖွင့်ပြီးထွက်လာတဲ့အခါမှာဒီအင်းရဲ့ပိုင်ရှင်ဟန်တာကိုတွေ့လိုက်ရတာကြောင့်သူတို့နှစ်ယောက်လည်းတတိကြီးကြီးထားပြီးတိတ်တိတ်ခိုးထွက်လာပေမဲ့ဟန်တာကလိုက်လာတဲ့အတွက်ကြောင့်မလို့ထွက်ပြေးနေကိုရောင်တလုံးစီကိုရောက်သွားတယ်။အဲ့ဒီကိုရောင်ထဲမှာနှလုံးမျိုးသက်နှက်ကိုတွေ့လိုက်ရပြီးတော့သူတို့လည်းလိုက်လာတဲ့ဟန်တာကိုသက်နှက်နဲ့ပြစ်လိုက်ပါတယ်။ ဲ့ဒီနောက်မှာသူတို့နှစ်ယောက်လည်းကမ်းခြေကိုရောက်လာခဲ့ပြီးတစ်သားတစ်ကားဖြစ်ကိုစီးရင်တော့ positive ရောက်တဲ့အထီကိုပင်လယ်ကိုဖျက်ချော်လာခဲ့ပါတယ်ဒီလိုနဲ့ positive ကိုရောက်လာခဲ့ပြီးတော့လူမနေတဲ့အိမ်တွေကိုဖျက်သွားကြရင်တည်းတင်းအရောက်မှာ TV တလုံးကရုပ်ရည်ပွင့်လာခဲ့တယ် ွင့်လာတဲ့ TV ကမိုနိုထူးဆန်းစွာဆက်ဆောင်ခဲ့ပြီးတော့မိုနိုကလည်းထူးဆန်းစွာနဲ့ပဲ TV transmission တွေကိုချိန်ကြီးနေရန်နေနောက်ဆုံးမှ TV တွေကိုဝင်သွားခဲ့ပါတယ်။ TV ထဲမှာတော့ဇလန်းဆာမှာပြခဲ့တဲ့မျိုးလုံးပုံစံအမှတ်သားနဲ့တကားတစ်ချက်ကိုမြင်ရပြီးတော့မိုနိုကလည်းတကားစီကိုရအောင်စူးစမ်းပြီးတော့သွားခဲ့တယ်။ဒါပေမဲ့ Sis ကမိုနို TV တွေကပြန်ဆွဲထုတ်ခဲ့ပါတယ်။ဒီလိုနဲ့ Sis နဲ့မိုနိုတို့နှစ်ယောက်ကစာသင်ကျောင်းတစ်ခုစီကိုရောက်လာခဲ့ပြီးတော့အထက်ထဲမှာဘူလီတွေနဲ့ရင်ဆိုင်ရပါတော့တယ်။

ဒါနဲ့မိုနိုလဲစာသင်ငန်းထဲမှာခိုးချောင်ကိုဘွက်သွားပြီးတော့တီချာကိုရှောင်မှုစူးစားရတယ်။ဘာကြောင့်လဲဆိုတော့တီချာကတခုခုတန်တရားဖြစ်တာနဲ့သူ့ရဲ့ living ရရှေ့ထွက်လာပြီးတော့လိုက်ရှာတယ်လို့ပါပဲ။ဒီလိုနဲ့မိုနိုလဲမိဖို့ဆောင်ရောက်သွားပြီးတော့တချို့ပူလူတွေနဲ့ရင်ဆိုင်တိုက်ခတ်ရတယ်။ တိုက်ခိုက်နေတဲ့နေရာမှာပြုတ်ထွက်လာတဲ့ဘူလီတယောက်ရဲ့ခေါင်းကုန်းကိုဆွတ်ပြီးတော့ဘူလီတွေပြည့်နေတဲ့ထမင်းစားကန်တစ်ချောက်ကိုကျော်ဖြတ်လာနိုင်ခဲ့တယ်။ဒီလိုနဲ့ရှေ့ဆက်သွားနေရင်ကမှလမ်းမှတွေ့တဲ့ဘူလီတွေကိုတိုက်ခိုက်သွားရင်းနဲ့ပဲအင်းသားတစ်ခုထဲမှာဇော်ဒူးဆွတ်ပြီးအနိုင်ကျင့်ခံနေရတဲ့ဆစ်ကိုတွေ့လာရတယ်။ဒါနဲ့ဆစ်ကိုအနိုင်ကျင့်နေတဲ့ဘူလီနှစ်ယောက်ကိုတတ်လိုက်ပြီးတော့ဆစ်ကိုကယ်လိုက်ပါတယ်။ ီလိုနဲ့နှစ်ယောက်ပြန်ဆုံကြပြီးတော့ကျောင်းဝင်းထဲကနေထွက်ပြေးဖို့ကြိုးစားကြပါတယ်။သူတို့နှစ်ယောက်ကဆန်နေရလေးချစ်နေတဲ့ teacher နောက်ကနေတိတ်တိတ်လေးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လို့သူတို့ကို teacher ကသတိထားမိသွားပါတယ်။ティチャーလက်ကနေခက်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 နဲ့လက်မတင်လေးလွမြောက်လာခဲ့ပြီးတော့ကျောင်းထဲကနေထွက်လာနိုင်ခဲ့တယ်။စစ်ကမိုးရီရွာနေတာကြောင့်အေးဆက်နေခဲ့ပြီးတော့လမ်းမှာအဝါရောင်မိုးကလေးတစ်ထည့်ကိုတွေ့လို့ဝှက်လိုက်ပါတယ်။ ဟုတ်ပါတယ်ဒီမိုးကလေးက very little nightmare တွေကကောင်မလေးရဲ့မိုးကဖြစ်ပြီးတော့တနည်းနည်းနဲ့ positive ကိုရောက်လာတာပဲဖြစ်ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်လည်းဆက်သွိုင်းနေတဲ့စိတ်ယုံတွေကိုရောက်လာခဲ့ပါတယ်။စိတ်ယုံတွေမှာကတော့လူခဏောက်ကိုအယုတ်တွေရဲ့အစိတ်ပိုင်းတွေနဲ့ပေါင်းဆက်ထားတဲ့လူနာတွေရှိတယ်။ဒါတွေကိုကျော်ဖြတ်သွားပြီးတဲ့အခါမှာတော့ mononesis ကအထက်လက်သက်တည်းအခန်ဒေါက်တာနဲ့ရင်ဆိုင်ရပါတယ်။ဒေါက်တာကသူတို့နှစ်ယောက်ကိုလိုက်နေချိန်မှာပဲ mononesis ကမိသူဂျိုဆက်တွေကိုမျှခေါ်သွားတယ်။ ောက်ပြီးတော့ဒေါက်တာကိုအရှင်လက်လက်မီးရှို့လိုက်ကြတယ်။စစ်ကဒေါက်တာအရှင်လက်လက်မီးလုံနေတာကိုစိတ်ဝင်စားနေကိုကြည့်နေခဲ့တာပါ။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်လည်းစိတ်ဝင်နေရလွတ်မြောက်သွားပြီးတော့မြို့ထဲကိုဆက်လက်ထွက်လာခဲ့ပါတယ်။မြို့ထဲမှာတော့သူတို့နှစ်ယောက်က viewer တွေနဲ့ရင်ဆိုင်ရပါတယ်။ viewer ဆိုတာကတော့ TV ကိုဆွဲလန်းနေတဲ့ positive မျိုးနေလူတွေပဲဖြစ်တယ်။ပိုပြီးတိတိကျကျပြောရမယ်ဆိုရင်တော့ TV ကနေထုတ်လွှင့်နေတာကိုဆွဲလန်းနေကြတာပါ။ဒီလိုနဲ့မိုနိုကနောက်ထပ်တီဗီတလုံးကိုတွေးလိုက်ရပြီးတော့တီဗီတွေကိုထပ်ဝင်သွားပါတော့တယ် ဒီတစ်ခါတော့မိုနိုကတကားစီကိုရောင်းသွားနိုင်ခဲ့ပြီးတော့တကားကိုဖွင့်လိုက်တဲ့အခါမှာတင်းမန်းကိုလွတ်အောင်လွတ်လိုက်သလိုဖြစ်သွားပါတယ်။ဆစ်ကမိုနိုကို TV ထဲကနေထပ်ဆွဲထုတ်လိုက်ပြီးမကြာခင်မှာပဲတင်းမန်းလေးလိုက်လာခဲ့တယ်။ဆစ်ကပုံမို့ကြိုးစားခဲ့ပေမဲ့တင်းမန်းကဖမ်းပြီးတော့အဝေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ဆစ်ရဲ့ digital glitch အရေးအမဲလေးကြံခဲ့တာကိုမြင်ရမှာပါ။မိုနိုကလည်း TVC ကိုပြန်သွားခဲ့ပြီးတဲ့နောက်မှာတော့သူက ဒီ transmission တခုတည်းကိုထုတ်လွှင့်နေတဲ့ TV တခုအနေတခုကူးသွားလို့ရတယ်ဆိုတော့သိသွားပါတော့တယ်။ဒီစွမ်းဆောင်ရည်ကိုသိသွားပြီးတဲ့နောက်မှာတော့မိုနိုကမြူထဲမှာတဏျာနဲ့တဏျာကို TV တွေအသုံးပြုပြီးတော့သွားပါတော့တယ်။ဒီလိုနဲ့ sys ပိတ်မိနေတဲ့ TV ကိုရှာတွေ့သွားခဲ့ပြီးတော့အပြင်ဆွဲထုတ်ဖို့စူးစမ်းခဲ့ပေမဲ့လို့လေတင်းနှန်းကပြန်ဆွဲခေါ်သွားခဲ့ပါတယ်။ပြီးတာနဲ့ TV အပြင်ထွက်လာပြီးတော့မိုနိုနောက်ကိုလိုက်လာပါတော့။ ဒီလိုနဲ့မိုနိုကတင်းမလက်ကနေလွတ်အောင်ပြေးလိုက်နိုင်တယ်။ဒါပေမဲ့မိုနိုကဆက်ဆက်ကြံခဲ့တဲ့ glitch ကိုမြင်နေရပြီးတော့သူ့ကိုရတိဖို့တွန်းအားပေးနေပါတယ်။ဒီလိုနဲ့ပဲ signal tower ရှိနောက်မှာမိုနိုကသူ့ရဲ့စက်ကူမျက်နှာပုံကိုချွတ်လိုက်ပြီးတော့တင်းမနဲ့ရင်ဆိုင်မှုလုပ်ပါတယ်။ဒီနေရာမှာသူတို့နှစ်ယောက်ရဲ့စွမ်းအားတွေတော်တော်တူတောင်မြင်ရမှာပါ။နောက်ဆုံးမှာတော့မိုနိုကတင်းမန်ကိုအနံ့ယူလိုက်ပြီးတော့တင်းမန်ကတစားစီပိတ်ကျူသွားပါတယ်။ဒါနဲ့မိုနိုလည်း transmission လုံးနေတဲ့ပင်မနေရာဖြစ်တဲ့ signal tower ထဲကိုရောက်သွားခဲ့တယ်။ဒီ tower ထဲမှာကသဘာဝလုံးဖြစ်တဲ့နဲ့ပြည့်နေပေမဲ့မိုနိုကကျော်လွှားနိုင်ခဲ့တဲ့နောက်မှာတော့ သူမရဲ့ဂီတာတက်တာကိုအယူမှုဆွဲလိုက်နေပြီးတော့ဆိုးရတဲ့တရဝကြီးအဖြစ်ကိုပြောင်းလဲသွားတဲ့ Six ကိုတွေ့လိုက်ရပါတော့တယ်။ဒါကြောင့်မဲ Six ပြောင်းလဲသွားတာကိုမြင်တဲ့မွန်တို့တယောက်အနေနဲ့ကတော့တက်တာကိုဖျက်ဆီးဖို့ကြိုးစားပါတော့တယ်။ Six ကတော့တက်တာကိုအသေးအံကာကွယ်နေပဲသူနဲ့မွန်တို့အတူတူကြော်ဖြတ်ခဲ့ကြတာတွေကိုပါမိသွားပြီးတော့မွန်တို့တပ်ဖို့အထိပါလုပ်ပါတယ်။နောက်ဆုံးမှာတော့မွန်တို့ကတက်တာကိုဖျက်ဆီးလိုက်နိုင်ပြီးတော့ Six လည်းပုံမှန်ဖြစ်ဖြစ်သွားတယ်။ ဒီချိန်မှာပဲတာဝါရဲ့နေရည်တွေကနေအသားတွေတူးထွက်လာပြီးတော့ပျို့ချက်ပြက်စီးကုန်တာကြောင့်မလို့သူတို့နဲ့အသေးအတန်ချုပ်ပြေးရပါတယ်ဒီလိုပြင်းနေနေပဲနောက်ဆုံးထွက်ဖို့လမ်းတရားတစ်ခုဖြစ်ခဲ့ပြီးတော့ရှေ့မှာ TV လည်းမြင်နေရပါပြီစစ်ကား TV ရှိကိုရောင်းလွှင့်သွားပြီးတော့မူနိုအလှဲ့မှာတော့တဒါကကျိုးသွားတဲ့အတွက်ကြောင့်မလို့လှမ်းကုန်ကူပြီးတော့စစ်စစ်လက်ကိုလှမ်းဆွဲထားလိုက်ပါတယ်။ဒါပေမဲ့စစ်ကားဆွတ်တင်ရမယ့်အစားမူနိုမျက်နှာကိုစိုက်ချနေခဲ့ပြီးတော့နောက်ဆုံးမှာတော့ ဟုတ်ပါတယ်မူနိုတည်အောင်ပစ်ထားခဲ့ပြီးတော့ဆစ်ကတော့လွတ်မြောက်သွားခဲ့တာပါ။ဘာကြောင့်လဲ။ဘာကြောင့်ဒီလိုလုပ်ခဲ့ရတာလဲ။ပြုတ်ချသွားတဲ့မူနိုဟာမသေးခဲ့ပဲနဲ့နောက်ဆုံးမှထိုင်ကုန်တလုံးကိုရှာတွေ့ခဲ့တယ်။အသားတွေကလည်းတဖြည်းဖြည်းနဲ့ပိတ်ကျက်လာပြီးတော့နောက်ဆုံးမှတော့ကွန်ကရစ်နေရာပြည့်ဖြစ်သွားပါတယ်။ဒီလိုနဲ့မူနိုလည်းတဖြည်းဖြည်းအသက်တွေကြီးလာပြီးတော့နောက်ဆုံးမှတင်းမှန်းဖြစ်သွားခဲ့ပြီးတော့ နောက်တစ်ချိန်ရောက်လာမယ်မိုးနိုပြန်ဆောင်နေခဲ့တာပါဟုတ်ပါတယ်ဒီကိန်းကအဆုံးမရှိတဲ့တန်တရာထဲမှာထက်ခါထက်ခါလဲပက်နေတဲ့ပုံစံနဲ့ပဲစက်သိမ်းသွားပါတယ်ဆိုတော့စစ်ကဘယ်ရောက်သွားခဲ့တာလဲဆိုစစ်ကဘယ်ရောက်သွားတာလဲကိုပြောဖို့အတွက်ကဒီကိန်းမှာအန်ဒီကနှစ်ခုပါတယ်တစ်ခုကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီးတော့နောက်တစ်ခုကတော့ glitch ဖြစ်နေတဲ့ဝိညာဉ်၁၈ခုကိုဂိမ်းထဲမှာရှာတွေ့ခဲ့မယ်ဆိုလို့ရှိရင်ပွင့်လာမယ် secret ending တစ်ခုရှိပါတယ်ဆိုတော့ secret ending ထဲမှာဆိုရင် sis ကတီဗီထဲကနေထွက်လာခဲ့တယ် ဲ့မှာသူ့ရဲ့ glitch ပေါ်လာပြီးတော့ဘေးနားမှာ pamphlet လေးတစ်ခုကျနေတော့မြင်ရမှာပါဟုတ်ပါတယ်အဲ့ pamphlet ကိုသေချာကြည့်မယ်ဆိုရင်ပြထားတဲ့ပုံကသမောရဲ့ပုံဖြစ်ပြီးတော့ပထမလစ်တက်နိုင်မဲ့ဂိမ်းဆိုင်ရင်တည်ထားတဲ့နေရာပါနောက်ပြီးတော့စစ်စစ်ဘိုက်ကနေမြည်တမ်းထွက်ပေါ်လာခဲ့တယ်သူတော်တော်ပိုက်ဆံနေတဲ့အနေအထားကိုကျွန်တော်တို့မြင်ခဲ့ရတာပေါ့ဆိုတော့ကျွန်တော်တို့ဇလန်းကိုဆက်ဖို့အတွက်လစ်တက်နိုင်မဲ1ကိုပြန်သွားအောင်ပါ ဒါပေမဲ့ Little Nightmare ကိုမသွားခင်မှာ Little Nightmare Expansion Pack ဖြစ်တဲ့ Secret of the Mall ဆိုတဲ့ဇာတ်လမ်းကိုအရင်ပြောဖို့လိုပါတယ်။ဒီ Secret of the Mall ကတော့ The Mall ပေါ်မှာပဲစာရင်းထည့်ထားတာဖြစ်ပြီးတော့အဲ့ဒီနေရာပတ်စံချမ်းသာတဲ့မကောင်းဆိုးဝါးတွေကိုတိုက်ခင်းရခံတဲ့ရင်ကုန်သင်္ဘောတစည်းပဲဖြစ်ပါတယ်။ရင်ကုန်သင်္ဘောဆိုတာတည်းသူကရေထဲကိုဒေါင်းလိုက်ဆင်းသွားပြီးတော့အထက်တွေအများကြီးပတ်ဝန်းတဲ့သင်္ဘောပုံစံဆိုလိုတာကအလွယ်ပြောရလို့ရှိရင်ရေထဲမှာသွားလို့ရတဲ့မုံမြော့တိုက်ပုံစံပေါ့။ဆိုဒီဇာတ်လမ်းရဲ့အဓိကဆက်ကောင်က Runway Kid ပဲဖြစ်ပါတယ်။ ဇလန်းအဆမှာဒီကောင်လေးရဲ့သမောတွေကနေသူ့ကိုဖမ်းထားတဲ့အိတ်ခန်းတွေကနေနှိုးထလာခဲ့တယ်။ဒီလိုနဲ့ပဲထွက်ပြေးဖို့ကြိုးစားရတယ်ပေါ့။အဲ့မှာသူကတွင်ပေါက်တစ်ခုတည်းကိုခုန်ချသွားတယ်။အဲ့တွင်ပေါက်ကတခြားကလေးတွေကတော့လွတ်တဲ့လမ်းကိုရောက်သွားတယ်ဆိုပေမဲ့သူ့ကလေးကျတော့ရေထဲကိုကျသွားတယ်။အဲ့ဒီမှာ Granny နဲ့ရင်ဆိုင်ရပါတယ်။ Granny လိုက်တာကိုထပ်ပြေးနေတယ်။နောက်ဆုံးမှတော့ TV တစ်လုံးကိုရေထဲချလိုက်တာကြောင့် Granny ကတက်လိုက်ပြီးတော့ထေသွားတယ်။ ဲ့လေကားတစ်ခုနဲ့အပေါ်ပြတ်တက်သွားနိုင်ခဲ့ပြီးတော့အပေါ်ရောက်တဲ့ဂျန်နေတာရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်။ဂျန်နေတာဆိုတာကတော့မျက်စိမမြင်ပေမဲ့နားကြားတယ်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီးတော့လူဝပုတလောက်လက်ကတော့တော်တော်ရှိပါတယ်။ဒီလိုနဲ့ကောင်းလေးနိုးလာတဲ့အချိန်မှာတော့လှောင်ရင်တော့ရောင်းနေတာဖြစ်ပြီးတော့ဘေးကလှောင်ရင်ထဲမှာလည်းစစ်ကိုမြင်လိုက်ရတယ်။အဲ့နောက်မှာဂျန်နေတာကောင်းလေးကိုဆွဲခေါ်သွားပြီးတော့အိတ်တလုံးနဲ့ကိုထည့်ပြီးတော့ချိန်မှချိန်ပစ်လိုက်တယ်။ဒါပေမဲ့ကောင်းလေးကအေရီယာနေထွက်လာနိုင်ခဲ့ပြီးတော့မိသွေးပုံပေါ်ကျသွားခဲ့တယ်။ ူနာကို nose လေးတွေရောက်လာပြီးတော့ကြည့်နေကြပါမယ်။သူထလာတော့ကြောက်ပြီးတော့ထွက်ပြေးသွားကြပါတယ်။ဒါပေမဲ့ကြောက်တာအစာပိုင်းမှသာကြောက်ရတာဖြစ်ပြီးတော့သူတို့တော့ဖက်လိုက်တဲ့အခါမှာတော့ကောင်လေးကိုမကြောက်တော့ဘဲနဲ့သူလိုသူလိုလိုက်လို့ကြပါတယ်။ဒီလိုနဲ့ကောင်လေးပေါ်ကိုတခြား nose တွေလည်းယုံကြည်လာပြီးတော့ကောင်လေးနောက်ကိုလိုက်လာကြတယ်။ဂျနီတာလက်ထဲကိုနောက်တစ်ခေါက်အဖမ်းမခံရဖို့အတွက်လည်းစ조사ရပါသေးတယ်။ဒီလိုနဲ့ကောင်လေးနဲ့ nose လေးတွေကမိပြမှုဘန်တွေကိုရောက်သွားပြီးတော့ nose လေးတွေအကူအညီနဲ့ပဲကောင်လေးကမိသွေးတိုက်တဲ့ဆက်ကနေတစ်စင်အပေါ်တက်သွားနိုင်ခဲ့တယ်။ နုံဆွလီနေတဲ့နေရာကိုကျော်သွားတဲ့အခါမှာတော့ဒဲလီကတကူရဲ့ခုံမှုပေါ်ရောက်သွားတယ်။အဲ့ဒီမှာသမောစရဲ့ပိုင်ရှင်တလီဒီကိုမြင်ကြရမှာပါ။ကောင်လေးလေတလီဒီနေတဲ့နေရာကိုသွားခဲ့ပြီးတော့ကွဲနေတဲ့မှန်ကိုကြည့်ရင်ခေါင်းဖိနေတဲ့တလီဒီမသိအောင်တိတ်တိတ်လေးထွက်လာခဲ့တယ်။နောက်တစ်ခါတော့သွားဖို့လိုအပ်တဲ့ရုပ်ထုတစ်ခုကိုအသုံးပြုပြီးချိန်မှာတော့အရှိန်မဲလေးတွေနဲ့ရင်ဆိုင်ရပါတယ်။အရှိန်မဲလေးတွေကအန်ရရှိရဆိုပေမဲ့အလင်းကိုကြောက်ကြတယ်။ ီလိုနဲ့ကောင်းလေးလေးလိုအပ်နေတဲ့နောက်ဆုံးရုပ်ထုကိုရောက်သွားပြီးတဲ့နောက်မှာတော့လျှို့ဝှက်ခန်းလေးကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီထဲမှာတော့မျက်နှာပုံးချွတ်ပြီးမန်ရှိမှာရက်နေတဲ့ဒလီဒီကိုမြင်ရပြီးတော့ချောင်းချီနေရင်ကမှဒလီဒီရဲ့သူ့ကိုတွေ့သွားတယ်။ဒါနဲ့အမြန်ပြေးထွက်လာရင်လည်းကံမကောင်းစွာနဲ့ပဲဒလီဒီနဲ့တက်တက်တူးသွားပါတော့တယ်။ ောင်လေးကနုံအဖြစ်နိုးထလာခဲ့ပြီးတော့စားတော့ခံကိုဖျက်ချော်လာခဲ့တဲ့နောက်မှာအခန်းတစ်ခန်းထဲကိုရောက်သွားတယ်။ဟေ့အခန်းထဲမှာတော့ကျဲမြင့်ပေါ်မှာပြုတ်ကျနေတဲ့ဝဲဟုတ်ချောင်းမြင်ရပြီးတဲ့နောက်မှာကောင်လေးရဲ့ဝဲဟုတ်ချောင်းကြည့်နေနေပဲဇလန်ပြီးသွားပါတယ်။ Okay ဆိုတော့ကျွန်တော်ကဘာလို့ဒီဇလန်ကိုအရင်ပြောရတာလဲ။နောက်တစ်ခုကဒီစက်သိန်းကမှမြင်လာရတဲ့ nose နဲ့ဝဲဟုတ်ချောင်းလေးကဘာတွေလဲ။ ဆိုတော့ကျွန်တော်တို့လေးတက်နိုင်မယ့် original game ကိုပြန်သွားပြီးတော့ကြည့်အောင်ပါဒီဇလိုင်းရဲ့အဓိကစက်ကောင်တော့ suspect ဖြစ်ပါတယ်ဇလိုင်းအစမှာဒလီဒီယိုအိမ်မက်မက်နေနေ sis ကသမိုးထဲမှာရှိတဲ့လက်ဆွဲတက်တက်တလုံးကနေညှိုးထားလာခဲ့တယ်ဒီနေရာမှာ sis ကသမိုးဘလို့ရောက်လာတယ်ဆိုတာကိုမပြောထားပေမဲ့လို့လက်တက်နိုင်မယ့် commit တွေရဲ့ issue 1ထဲမှာတော့ ferryman sis ကိုခေါ်လာခဲ့တာပါ ဖယ်ရီမန်ဆိုတာကတော့ကလေးတွေကိုလိုက်ဖမ်းပြီးတော့သမောကိုပို့ဆောင်ပေးနေတဲ့သူပဲဖြစ်ပါတယ်။ထားပါတော့ကျွန်တော်ဇလန်ကိုပြန်ဆက်ရမယ်ဆိုရင်နိုးလာတဲ့စစ်ကသမောတဲကနေလွတ်ဖို့လမ်းရှာနေနေတနေရာမှာကျိုးစော့ချထားတဲ့လူတယောက်ကိုဖြတ်သွားရတယ်။အဲ့လူရဲ့ကောင်းမောင်မမြင်ရပေမဲ့လို့သင်းမန်းနဲ့တော်တော်လေးကိုတူတဲ့အပြင်မှာအောက်မှာလည်းထိုင်ကုန်လေးရှိနေပါတယ်။ဟိုမုတ်ကတော့ကျွန်တော်လည်းမပြောတတ်ပါဘူး။ဒီလိုနဲ့စစ်ကကလေးတွေအိတ်တဲ့အခန်းထဲကိုရောက်သွားပြီးတော့ဂျနီတာနဲ့ရင်ဆိုင်ရတယ်။ဂျနီတာမကြောက်အောင်ဘုံကွယ်ပြီးတွိုင်းနေမှာထောင်ရဲ့စားတော့ခန်းတစ်ခုနောက်ရောက်တဲ့အခါမှာတော့သူ့ဘက်ကတော်တော်စားလောင်နေပါပြီ။ ဒေါင်မြင်တဲ့ကလေးတယောက်ကသူ့ပုံမုံလေးပြစ်ပြီးပေးလိုက်တယ်။ဒီလိုနဲ့ sis လည်းခီးဆက်နိုင်ခဲ့တယ်။ဒါပေမဲ့လည်းသူ့ဘက်ကစားတဲ့ဒဏ်ကိုပြန်ကြုံရပြန်ပါတယ်။ဒါကြောင့်သွားနေရင်လည်းလောင်ချိုင်ထဲမှာထည့်ထားတဲ့အသားကိုသွားယူချိန်မှာတော့ဂျနေတိုင်းထောင်ချောက်ဖြစ်နေခဲ့ပါတယ်။တခြားကလေးတွေကိုလည်းလောင်ချိုင်နဲ့ဖမ်းထားတဲ့အခန်းတစ်ခုထဲမှာ sis ကလှူလာလာခဲ့တယ်။ဒါနဲ့ပဲ sis ကလောင်ချိုင်ကိုတွန်းချပြီးတော့ပြန်ထွက်လာနိုင်ခဲ့ပြန်ပါတယ်။ဒီလိုနဲ့ဂျနေတာလက်ကလွတ်အောင်ပြေးရပြန်ပါတယ်။ ီလိုပြင်းနေတဲ့မှာဆစ်ကအခန်းတစ်ခုထဲမှာပိတ်မိသွားခဲ့ပြီးတော့ကံကောင်းတာအခန်းတစ်ခါခုထားခဲ့ပြီးလောင်ရင်ဆွဲထုတ်ပြီးတော့ဂျန်နေတာကိုတက်လှမ်းနိုင်တာပါဒီလိုနဲ့ the runway ကထွက်ပြေးနိုင်တဲ့ပုံစံအတိုင်း6လဲချိန်မှာကိုးစီးပြီးတော့ထွက်သွားနိုင်ပါတယ်။ အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဘိုက်ကပြန်ဆလာခဲ့ပြီးတော့လမ်းမှာထောင်ချောက်ထဲမှာမိနေတဲ့ကြွက်အရှင်တကောင်ကိုအရှင်လက်လက်စားလိုက်ပါတယ်ဒီလိုနဲ့မိဖို့ဆောင်ရောက်သွားပြီးတော့ဆစ်ကတွင်းရှက်နဲ့ရင်ဆိုင်ရတယ်သားချိတ်ကိုကုစင်းရင်နဲ့ဆစ်လည်းသူတို့လက်ကနေကပ်ပြီးတော့လွတ်သွားခဲ့တယ်။ဆစ်ကမိုးရဲ့အပြင်ဘက်ကိုရောက်သွားပြီးတော့မိုးတွေကိုအဲ့တဲ့ဒီဝင်လာတော့မြင်ရမှာပါ။ ဒီလိုနဲ့စစ်ကဆက်သွားနေရင်လည်းမော်ဒယ်ကိုပြန်အောင်သွားခဲ့ပြီးတော့ဧည့်သည်တွေကိုစောင့်ကြည့်နေတဲ့ဒလီဒီကိုမြင်လိုက်ရတယ်။စစ်ကထမင်းစားကန်းတွေကိုယောက်သွားပြီးတော့ဧည့်သည်တွေအသားတွေကိုတပြင်းနဲ့စားနေအောင်မြင်ရတယ်။အဲ့ဒီတလွားတွေကလည်းသူတို့ရှိမှတဲ့အသားတွေအပုံလိုက်ကြီးရှိနေတဲ့ဂျားကမှစစ်ကိုမြင်တာနဲ့ငငက်တဲ့လိုက်ဖမ်းချပြန်ပါတယ်။ဒီလိုနဲ့စစ်လည်းသူတို့လက်ကနေလွတ်အောင်လို့ထွက်ပြေးရတယ်။ထွက်ပြေးနေတဲ့စစ်စစ်ဘိုက်ကပြန်ဆလာပြီးတော့လမ်းမှာသူ့ကိုဝုတ်ယုံကြည့်တဲ့နှုံးစင်းနဲ့တွေ့ပါတယ်။ဟုတ်ပါတယ်။သူကတော့ runaway kid ပါ။ ဆိုတော့ဆစ်ကဘာလုပ်လိုက်တယ်ထင်ပါသလဲသူကြွေးတော့မစားဘဲနဲ့သူ့ကိုပဲစားလိုက်တာပါအဲ့နောက်မှာတော့ဆစ်လည်းဒရိုက်ကစီပြီးတော့ဒလီဒီအကောင့်တက်သွားတယ်။ကွဲနေတဲ့မှန်ကိုကြည့်နေတဲ့ဒလီဒီကိုတွေ့ရပြီးတော့ဆစ်လည်းဒလီဒီမတွေ့အောင်တိတ်တိတ်လေးသွားပြီးတော့ကိုသွားယူရတယ်။ပြန်ထွက်လာတဲ့အခါမှာတော့ဒလီဒီကမရှိတော့ပါဘူး။ဒီလိုသွားနေနေပဲထူးဆန်းတာကလမ်းမှာတွေ့သမျှမှန်နေကကွဲနေတာပါ။ ောက်ဆုံးမှာတော့ sis ကမကွဲဘဲနဲ့ကြံနေတဲ့မှန်တစ်ချက်ကိုတွေ့သွားတယ်။အိမ်မန်ကိုကင်ပြီးတော့ထွက်လာတဲ့အခါမှာဒလီလီနဲ့ရင်ဆိုင်ရပါတော့တယ်။ဒလီဒီကမှန်အကောင့်ကိုကြကြချီလို့မရပါဘူး။ဒါတို့တီဝါတဲ့ sis ကမှန်တဲ့ဒလီဒီကိုတိုက်ခိုက်ရင်လည်းနောက်ဆုံးဒလီဒီလဲချသွားပါရတယ်။အဲ့ဒီချိန်မှာပဲဘိုက်ကပြန်ဆလာတဲ့အတွက်ကြောင့်မလို့ sis ကဒလီဒီကိုကိုက်စားလိုက်ပါတော့တယ်။ နောက်ဆုံးမှာတော့စစ်ကဒလီဒီရဲ့အစွမ်းကိုဆုပ်ယူလိုက်နိုင်ပြီးတော့ထမင်းစားခန့်ကိုပြန်သွားကရှေ့သမားလူတွေဝိညာဉ်တွေကိုလိုက်ဆုပ်ပါတော့တယ်။စစ်ကတကားဘောက်ကနေထွက်သွားတဲ့အခါမှာတော့နုံဆွေတွေကလည်းစစ်ကိုငေးကြည့်နေကြံငဲကြပါတယ်။ဒီလိုနဲ့စစ်ကသမောပေါ်မှာသူ့ကိုလာချုံမဲ့လှေကိုစောင့်နေနေပဲဇလန်းကပြီးဆုံးသွားပါတယ်။ဒါကတော့ထွက်ပြီးသမားလေးတဲ့နိုင်မဲ့စကင်းနဲ့ဇလန်းကိုပြပြခဲ့တာပဲဖြစ်တယ်။ Little Nightmares Universe ကအကြီးကြီးဖြစ်ပြီးတော့ game တွေအပြင် comic တွေ podcast တွေလည်းထွက်လာပါသေးတယ်။ကျွန်တော်ကတော့ game နဲ့ comic တွေရဲ့အကြောင်းလေးကိုပဲပြောသွားတာဖြစ်ပြီးတော့ podcast ကတော့ကျွန်တော်လည်းနားမထောင်ရသေးပါဘူး။ခု2024ထဲမှာလည်း Little Nightmares 3ထွက်လာမှာဖြစ်ပြီးတော့လုံးနဲ့အလုံးဆိုတဲ့ character အသစ်နှစ်ယောက်နဲ့ဇာလန်အသစ်ကိုဆော့ออกมาပါ။ဇာလန်အသစ်ဆိုပေမဲ့လို့လည်း Little Nightmares ဇာလန်တွေရဲ့အခြေတဲတဲ့ nowhere ထဲမှာပဲစိုင်းထည့်ထားတာပါ။လိုဝဲဆိုတာကတော့တိတွေ့ကြိုင်တို့လို့ရတဲ့ physical wall ဖြစ်ပြီးတော့အဲ့ဒီကိုသွားလို့ရတဲ့တခုတည်းသောနည်းကတော့အိမ်မက်တွေကနေတဆင်သွားရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီလောက်ဆိုလို့ရှိရင် little nightmare အကြောင်းလေးကိုတော်တော်လေးလေးသဘော ပေါက်ကြပြီလို့ထင်တယ်။ 3ထွက်လာတဲ့အချိန်မှာလည်းဒီလို story အကြောင်းလေးတွေကိုပြပြပေးသွားပါဦးမယ်။ကျွန်တော်အနေနဲ့ပထမဆုံး story video တင်တာကြောင့်မလို့အမှားပါသွားလို့ရှင်လည်းသီးခံပေးကြပါလို့ပြောချင်တယ်။ကျွန်တော်လည်းတော်တော်မောနေပြီဆိုတော့အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲနောက် video တွေမှာပြန်တွေ့ပါမယ်။